ကျွန်တော်တို့လူတော်တော်များများကကိုယ့်ရဲ့အထက်လူကြီးကိုယ့်ရဲ့ကုမ္ပဏီကကိုယ့်ကို promotion ပေးတာကိုတော့ကျွန်တော်တို့စောင့်နေကြတယ်အရင်က promotion လိုချင်ကြတယ်ဒါပေမဲ့လူတော်တော်များများကကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှ promotion ပေးဖို့အတွက်ကြတော့မေ့နေတတ်ပါတယ်အဲ့တော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့မှ promotion ပေးနေတဲ့သူတွေ promote လုပ်နေတဲ့သူတွေဒီဘာဖြစ်ကြလဲဆိုတော့ဘဝမှာ တိုးတက်ကြီးပွားချမ်းသာလာကြတယ်။အဲ့ဒါဟုတ်ပြီကျွန်တော်တို့ကကိုယ့်ကိုယ်ကိုဘလို့ promotion ပေးမလဲ။အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့အဖေတွေဒီရွာသားတွေဖြစ်တယ်တောသူတောင်သားတွေဖြစ်တယ်လယ်တွေရာတွေလောက်ကြတယ်။အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော်ကကျွန်တော် promotion ပြန်ပေးတော့မှပေးရတယ်။အဲ့တော့ဟုတ်ပြီငါရဲ့အဖေမိတွေကတော့เนาะတောသူတောင်သားတွေဖြစ်တယ်ငါကတော့တောသူတောင်သားမလုပ်တော့เนาะလယ်တွေရာတွေမလုပ်တော့ဘဲနဲ့လုပ်ငန်းရှင်တယောက်ဖြစ်အောင်ငါစူးစမ်းမယ်။ နော်လုပ်ငန်းရှင်တယောက်ဖြစ်ပြီးဆိုလို့ရှိရင်လည်းငါသိထားတဲ့အကြောင်းအရာတွေကိုငါမျှဝေမယ်ဆိုတော့ကျွန်တော်ဘာလုပ်တာလဲဆိုတော့ကိုကိုကို promotion လုပ်လာတာအဲ့တော့ပြီးတော့ကျွန်တော်ရဲ့သားကိုလည်းကျွန်တော်ဘာလုပ်ပေးဦးမှာလဲဆိုတော့ promotion လုပ်ပေးဦးမှာအဲ့တော့ကျွန်တော်ရဲ့သားမြန်မာပြည်မှာရှိတဲ့ business လုပ်ငန်းရှင်တယောက်တည်းနိုင်ငံတကာမှာပေါ်နေတဲ့ business လုပ်ငန်းရှင်တယောက်ဖြစ်လာဖို့အတွက်ကျွန်တော်တို့ promotion ပေးရအောင် အဲ့လိုမျိုးပဲနဲ့ကျွန်တော်တို့ကကိုယ့်အဖေကလည်းဟလာလေသမားပဲကျွန်တော်ကလည်းလေသမားပဲကျွန်တော်သားကလည်းလေသမားပဲကျွန်တော်မိကလည်းလေသမားပဲဖြစ်နေဦးမယ်ဆိုလို့ရှိရင်တော့ဒါဒီကျွန်တော်တို့ကကိုယ့်ကိုယ်ကို promotion မပေးတဲ့အတွက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ promotion ပေးတော့ကျွန်တော်မြင်အောင်ပြကြည့်မယ်အဲ့တော့လူငယ်လေးတယောက်နော်တော့ကနေတက်လာတဲ့လူငယ်လေးတယောက်မလုပ်တာလဲဆိုတော့မြို့ကိုတက်လာတယ်နော်အဲ့တော့မြို့ကိုတက်လာတဲ့ခါမှာကားကပတ်စံမပါဘူးအဲ့တော့ဘာလို့လဲဆိုတော့ကုံကားကြီးတစ်စီးကိုအကူကြီးတောင်းပြီးတော့မှာ ီမြို့ကိုတက်လာတယ်နော်အဲ့တော့လမ်းမှာသူကဘာလုပ်ပေးလဲဆိုတော့စပယ်ယာနဲ့ဒရိုင်ဘာကိုသူအကောင်းဆုံး service ပေးတယ်နော်အဲ့တော့ကားတန်ရှင်ရေလုတ်ပေးတယ်ဟလာထမင်းဟင်းချက်ကျွေးတယ်နော်ဒီကားဆရာနဲ့စပယ်ယာကိုနှိမ့်နေနင်းပေးတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ဒရိုင်ဘာသူ့ကိုမေးတယ်မင်းဘယ်သွားမလို့လဲဟာကျွန်တော်ကရွာပါနော်ကျွန်တော်မြို့ဝတက်ပြီးတော့မှကျွန်တော်ရတဲ့အလုပ်ကိုလုပ်ချင်တယ်ကျွန်တော်ဒီလိုမျိုးတိုက်လာတာပါဟာဆိုလို့ရှိရင်ငါတို့ကတူနေလေငါတို့ကားပေါ်မှာနေပေါ့ မင်းထမင်းချက်တောက်တို့မရလို့ပေါ့အဲ့တော့အဲ့ဒီလူငယ်လေးကဘာလို့လဲတောက်လျှောက်ကြိုးစားတယ်အဲ့တော့သူ့ကိုယ်သူ promotion ပေးတယ်ပေးတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့စပယ်ယာကတခြားကားကိုလိုက်ရတော့မဲ့ချိန်မှာသူဘာဖြစ်သွားလဲဆိုတော့အဲ့ဒီတောက်တို့မရနေပြီးတော့မှသူစပယ်ယာဖြစ်သွားတယ်စပယ်ယာနေဆက်ပြီးတော့မှသူဘာလို့လဲဆိုတော့သူ့ဆရာ driver ဆီကနေပြီးတော့မှကားမောင်းတောက်လျှောက်တယ်နော်ကောင်းမောင်းကျွမ်းကျင်လာအောင်လုပ်တဲ့သူရထားတဲ့ငွေလေးနဲ့သူဘာလို့လဲ driving license ရအောင်လုပ်တယ် ဲ့တော့သူ့ရဲ့ driver သူ့ဆရာ driver ကတခြားကားကိုပြောင်းပြီးတော့မောင်းတဲ့အခါမှာသူကဒီကားရဲ့ driver အဖြစ်နဲ့ကြံခဲ့တယ်။အဲသူကသူတောက်လျှောက် promotion ပေးလာတာ။ဟုတ်ပြီ။အဲဆိုလို့ရှိရင်သူကဒီမှာ driver လုပ်တယ်။အဲတော့ driver ဖြစ်တဲ့ချိန်မှာလည်းသူဒီတိုင်းမနေပဲနဲ့မလုပ်တလေ။အဲတော့ကားတွေအကြောင်းလေ့လာတယ်။နော်။အဲတော့ကားပြင်တဲ့နီးလန်းတွေကိုလေ့လာတယ်။နော်ကားမောင်းရင်းနဲ့ driver လုပ်ရင်းနဲ့နောက်ပြီးတော့မှ network တွေရှာတယ်၊ချိတ်ဆက်တွေကျွန်တော်တို့ရှာတယ်။ ်နောက်တော့ဘာလုပ်လဲဆိုတော့အဲ့ဒီ driver ဘောကနေပြီးတော့မှဘာလုပ်လိုက်လဲဆိုတော့ထွက်ပြီးတော့မှ car wash short ဆိုင်ထောင်းလိုက်တယ်ကြီးကြီးတက်ချမ်းသာတယ်နောက်ပိုင်းမှာ car wash short ဆိုင်မရှင်ကြီးဖြစ်သွားတယ်ဒါဒီဘာလုပ်တာလဲဆိုတော့တစ်ဆင့်တစ်ဆင့်အဲ့ဒီလူဒီကိုကိုကို promotion ပေးလာတာအဲ့တော့အလုပ်လက်မဲ့ကောင်လေးကနေပြီးတော့မှမဖြစ်လာလို့ဆိုတော့တကယ် car wash short ပိုင်ရှင်ကြီးဖြစ်လာတာဒါဒီကျွန်တော်တို့က promotion ပေးလာတာအဲ့တော့အခုဒီ video ကြည့်နေတဲ့ကျွန်တော်လူငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့ကိုကိုကို promotion ပေးဖို့လိုတယ်အဲ့တော့ဒီကျွန်တော်တို့ကကိုကိုကို promotion ပေးဖို့ဆိုလို့ရှိရင်ဘာလို့ရမှာလဲဆိုတော့အချက်တစ်ချက်ပဲကျွန်တော်လုပ်အဲ့ဒီအချက်တစ်ချက်ကဘာလဲဆိုတော့ high income scale လို့ခေါ်တဲ့ကိုကိုဝင်ငွေတွေအမြောက်အများပေးနိုင်မဲ့ရှာပေးနိုင်မဲ့ scale အတက်ပညာတွေကိုကျွန်တော်တို့တောက်လျှောက်လေ့လာနေဖို့လိုတယ်။နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီ high income scale တွေကဘာတွေလဲ။နော်အဲ့တော့ ဥပမာနဲ့ကျွန်တော် digital ဒီခေတ်မှာဆိုလို့ရှိရင် digital marketing ပညာเนาะအဲ့တော့ company တွေကိုကျွန်တော်တို့ marketing လုပ်ပေးမယ် marketing ကိုမှ digital နဲ့ကျွန်တော်တို့ marketing လုပ်ပေးမယ်ဒါဒီကျွန်တော်ကပါလဲဆိုတော့ high income scale ခုခေတ်ဆိုလို့ရှိရင်ကျွန်တော် AI เนาะ AI နေပေါ်လာပြီအဲ့တော့ AI ကို free ကိုကျွန်တော်တို့လေ့လာခွင့်ရနေပြီ free ကိုသုံးလို့ရနေပြီဥပမာ deep seek တို့ပါလို့ဆိုလို့ရှိရင် free အဲ့တော့ AI ကိုသုံးချပြီးတော့မှကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့လုပ်ငန်းရှင်တွေအကူအညီပေးလို့ရတယ် เนาะအဲ့တော့ personal development professional development တွေကျွန်တော်တို့အကူအညီပေးရင်းနဲ့ငွေရှာလို့ရတယ်ဒါဒီတော့ကျွန်တော်တို့ AI တွေလည်း high income scale ဖြစ်နေမယ် Okay နောက်ထပ်အများကြီးပဲဥပမာကျွန်တော်တို့အရောင်းပညာเนาะ sales ရောင်းတတ်ရင်เนาะကျွန်တော်တို့ကရောင်းနာကိုကျွန်တော်တို့ကြွန့်ကျင်ပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီလည်း high income scale ပဲเนาะအဲ့တော့နောက်ထပ်အများကြီးကျွန်တော်တို့ဖြန့်သေးတယ်เนาะခုနကကျွန်တော်ပြောခဲ့တဲ့ဟလာအကြောင်းအရာတွေကဥပမာ workshop ဆိုင်ဖွင့်ထားတယ်เนาะ workshop လုပ်ငန်းဒါဒီလည်း high income scale ပဲ เนาะကျွန်တော်တို့ဆိုလို့ရှိရင်ဘာလို့လဲ coaching session တွေကျွန်တော်တို့ပေးတယ်ဒါဒီလေး high income skill ပဲเนาะ business နဲ့ပတ်သက်ပြီးတော့မှ training တွေပေးတယ်ဒါဒီလေး high income skill ပဲအဲ့တော့ကျွန်တော်ပြောချင်တာဒီပါလဲဆိုတော့ကိုကိုကို promotion ပေးဖို့ဆိုလို့ရှိရင်เนาะ high income skill တွေကိုလေ့လာပါเนาะအဲ့တော့ကျွန်တော်ကတော့တောက်လျှောက်လေ့လာရတယ်အဲ့တော့ကျွန်တော်ဟလာဟိုတုန်းကဆိုလို့ရှိရင်ကျွန်တော် LM Travel ဆိုတဲ့နိုင်ငံသား travel agent ကိုကျွန်တော်ထောင်တယ်ထောင်တဲ့အခါမှာကျွန်တော်ဒီ အဲထဲမှာပဲကျွန်တော်နင်မျောမနေပဲနဲ့ကိုကိုကိုဘာလို့လဲ promotion ပြန်ပေးတယ်စီဝါအကြောင်းတွေပြန်ပြီးတော့မှလိတ်လာတယ်နော် honey ပြောင်းနေတယ်ကျွန်တော်လိတ်လာတယ် training တွေတောက်လျှောက်တက်တယ်ဘာလို့လဲလဲကိုကိုကိုပြန်ပြီးတော့မှ promotion ပေးနေတာအဲ့တော့ကျွန်တော်ရဲ့ LM travel မြန်မာလေ covid ကြောင့်မလို့ပြက်စီးသွားရောအခုကျွန်တော်ကိုကိုကို promotion ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုတွေရိုက်တယ်သင်တန်းတွေပေးတယ် coaching session တွေပေးတယ် consultation တွေပေးတယ် အဲ့အနေထားကိုကျွန်တော်တို့ရောက်လာတာအဲ့တော့ခဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငွေတွေမိတ်ဆွေတွေတည်တယ်ခုခုကို promotion ပေးပါเนาะ promotion ကိုဘာနဲ့ပေးရမှာလဲဆိုတော့ high income scale တွေလေ့လာပြီးတော့မှ promotion ပေးပါအဲ့ဒါဆိုလို့ရှိရင်တော့ဘဝမှာကြီးပွားတိုးတက်ချမ်းသာပါလိမ့်မယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငွေတွေမိတ်ဆွေတွေကကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်ခုတော့ကျိုးစုံတွေရရတဲ့ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပေးပါဒီဗီဒီယိုဆုံးထောင်ကြည့်ပြီးတော့လည်းကျေးဇူးများရည်တင်ပါတယ်ကျွန်တော်တို့ကိုကြံလေးအောင်ပါ 没拿许多的利益，发财。